လာမယ့် NCA 10နှစ်ပြည့်ဟာငင်းချမ်းရေးအတွက်လှုပ်ဆောင်တာဖြစ်တာကြောင့်လက်ရှိအခင်းကျင်းတဲ့တက်ဆိုင်သူအားလုံးကိုဖိတ်ရမှာဖြစ်ပြီးရန်ပစ်ထားရဆိုပါကအားလုံးကိုဖိတ်เสียမလို့ကြောင်းငင်းချမ်းလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဥခွန်ဆိုင်က CNN သတင်းဌာနကိုပြောပါရယ်တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ရေးထိုးတာ10နှစ်ပြည့်အခမ်းအနားကိုအောက်တိုဘာ15ရက်နေ့မှာကြီးကြပ်ခမ်းအနားစွာကျင်းပမှာဖြစ်ပြီးအခမ်းအနားပြီးနောက်အောက်တိုဘာ16-18ရက်တို့မှာနှစ်ရက်တာငင်းချမ်းရေးဖိုရမ်ကိုပြုလုပ်သွားမယ်လို့သိရပါရယ် ရင်ချင်းအတွက်လှုပ်ဆောင်နေဆိုကြတဲ့ကအားလုံးကိုဖိတ်ရမှာဖြစ်ပြီးယူကရိန်းနိုင်ငံဟာတိုက်ရင်ဆွေးနွေးတဲ့လုပ်ငန်းစဉ်ကိုလှုပ်ဆောင်တယ်လို့မြန်မာနိုင်ငံအနေနဲ့လည်းအဲ့ဒီလိုလှုပ်ဆောင်ပါကမမှားဘူးဟုထင်ကြောင်းရင်ချင်းလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဥခွန်ဆိုင်က CNN သတင်းဌာနကိုပြောပါရယ်ဖိတ်တဲ့လူကလည်းဖိတ်သလားဖိတ်ချင်တာလားနောက်မှမှလည်းအဖိတ်ခါလို့လည်းတော့မလားမတော်ဘူးလားဆိုတော့ကျွန်တော်မသိဘူးဒါပေမဲ့ဖိတ်ကြတော့ရင်ချင်းကြီးလှုပ်တယ်ဆိုတော့ဒီကလေးကအကုန်လုံးဖိတ်ရမှာပေါ့ ရံဖြစ်တယ်ဆိုရင်တော့အကောင်လုံးဖိတ်เสียမှာလို့ပြောပါဗျာเนาะတိုက်တိုက်တဲ့သူကလည်းသူကဗိနီးနဲ့သူကအားလို့ဘလောက်ပဲတိုက်တိုက်နောက်ဆုံးကြတော့ဆွေးနွေးကြရမှာပဲကွာဆိုလို့ရှိရင်လည်းသူတို့လည်းဖိတ်လာရင်လက်ခံတဲ့တော့ပေါ့နိုင်ငံတကာကြည့်လိုက်ပေါ့ဆွေးနွေးရင်တိုက်ရင်မယ်ဟုတ်ယူကရိန်းကြည့်လဲဆိုတော့ဆွေးနွေးရင်တိုက်ရင်မယ်ဟုတ်တယ်မလားအဲဒီတော့ယူကရိန်းနောက်တော့ပဲဆိုကျွန်တော်တို့လည်း လောက်တာမမဟုတ်လို့ထင်တာပေါ့ဗျာအဲ့ဒီဆယ်နှစ်ပြည့်အခမ်းအနားကိုစာချုပ်ရေးဆွဲစဉ်ကပါဝင်ခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေကိုလည်းဖိတ်ကြားဖို့ရှိကြောင်းသိရပါတယ်။အဲ့ဒီ NCA ဆယ်နှစ်ပြည့်အခမ်းအနားကို NCA ထိုးထားတဲ့ခုနှစ်ဖွဲ့အပြင် UWSA, MNDAA နဲ့ SSPB စတဲ့သုံးဖွဲ့လုံးတက်ရောက်ကြမယ်လို့တုံ့သက်ထားကြသလို ULAAA, TNLA နဲ့ KNU တို့လည်းတက်ရောက်နိုင်ကြအောင်စစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကြားတုံ့သက်မှုတွေရှိပါတယ်။ NCA ဆယ်နှစ်ပြည့်အခမ်းအနားနဲ့ရင်းချမ်းရေးဖိုရမ်အတွက် ဖိတ်ခေါ်တဲ့နဲ့အဖွဲ့တွေကိုအကြံပြုထားပေမဲ့လေ NHPNC ဘက်ကတစုံတရာပြန်ကြားချက်မျိုးမကြားရသေးကြောင်းရင်းကျိုင်းလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်ကစီရင်နာတင်ဌာနကိုပြောပါရယ်ဒီအဖွဲ့ကိုဖိတ်တင်တဲ့ဟိုအဖွဲ့ကိုဖိတ်တင်တဲ့စသည်ဖြင့်ကျွန်တော်ကိုယ်တိုင်အကြံပြုလာလေးရှိတယ်ဒါပေမဲ့ဘာမှပြဘာမှပြန်ကြားချက်မကြားရဘူးလေအထုံပြန်ချက်မကြားရတော့ကျွန်တော်လည်းမပြောနိုင်ဘူးပေါ့ဗျာအခုတော့တော့ဆယ်ကတချို့တလေကတော့ကျွန်တော်ထင်တယ်ဒီ NSPN CLA တတ်ချုပ်ကြီးရုရှားနဲ့ပြန်ရောက်လာတာကိုစောင့်နေရမယ်နော်တိုက်တာရောမတိုက်တာအကုန်ဖိတ်ဆင်တာပေါ့သွားတော့မသွားတော့တဲ့တခြားတခြားဟုတ်တယ်မလားဒါပေမဲ့သူတို့ဖိတ်တယ်မဖိတ်ဘူးဆိုတာလည်းကျွန်တော်တို့မသိရဘူးအဖိတ်ခံရတဲ့လူကလည်းအဖိတ်ခံရလားမမရဘူးလားဆိုတာလည်းအပြောတော့ကျွန်တော်တို့လည်းမပြောတတ်ဘူးပေါ့ဗျာတနိုင်ငံလုံးပြစ်ခတ်တိုက်ခတ်မှုရစဲရေးသဘောတူစာချုပ်ကို NCA ရေးထိုးခြင်း ဆယ်နှစ်ပြည့်အခမ်းအနားနဲ့ငင်းချဲဖိုရန်ကိုတက်ရောက်ဖို့အတွက်တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းတွေကိုအိန္ဒိယနိုင်ငံတွေကဖိအားပေးလာနိုင်ကြောင်းလဲစစ်ရေးနဲ့နိုင်ငံရေးအကြိတ်ခတ်တွေကြားတုံ့တက်မှုတွေရှိပါတယ်။